အားလုံးပဲမင်္ဂလာပါခင်ဗျာမကြခင်ချိန်တောအတွင်းမှာပဲကျွန်တော်တို့ရဲ့မြမယူဆက်ခွန်မျိုးသားတင်လေးပါဝင်နေတဲ့ AFC အာရှယူဆက်ခွန်ခြေစစ်ပွဲပွဲစဉ်တွေကိုရန်ကုန်မြို့တိုးနာကွင်းမှာအင်ရှင်ဖြစ်လက်ခံကျင်းပသွားတော့မှာဖြစ်ပါတယ်ကျွန်တော်တို့မြမယူဆက်ခွန်တင်ဟာအုပ်စုကြီးမှာကြာရောက်နေပြီးကျွန်တော်တို့မြမယူဆက်ခွန်တင်တဲ့အတူအိုမန်အာဖဂန်နစ္စတန်နီပါ စီးရီးယားတို့နဲ့အတူရှင်ပြိုင်သွားကြမှာဖြစ်ပါတယ်။အုပ်စုတအုပ်စုမှာတသိန်းသာချီစပွဲ အောင်မှာဖြစ်တဲ့အတွက်ကြောင့်မြန်မာယူဆက်ခွန်အသင်းအနေနဲ့အသင်းအားလုံးကိုကြော်ဖြတ်နိုင်မှုလိုပါတယ်။ကျွန်တော်တို့အားလုံးသိကြတဲ့အတိုင်းပဲကျွန်တော်တို့ရဲ့မြန်မာယူဆက်ခွန်အသင်းဟာတိုက်စစ်မှာပြောစရာမလိုတော့အောင်ခေါင်းပုံမေးမဲ့လို့ခံစစ်ကတော့ညံ့နေသေးပါပဲခင်ဗျာ။အုပ်စုကြီးမှာမြန်မာယူဆက်ခွန်အသင်းအတွက်အဓိကပြိုင်ဘက်လို့ပြောလို့ရတယ်။ အသင်း2သင်းရှိပါတယ်။အဲ့ဒီ2သင်းကတော့အိုမန်အသင်းနဲ့စီးရီးယားအသင်းတို့ပဲ ဖြစ်ပါတယ်။အိုမန်ယူဆက်ခွန်အသင်းကတော့မြန်မာယူဆက်ခွန်အသင်းအတွက်အဓိက ပြစ်မှတ်ထားပြီးပြိုင်သွားရမယ့်အသင်းတစ်သင်းဖြစ်ပါတယ်။အိုမန်အသင်းကိုကြော်ဖြတ်ဖို့လွယ်ပါမလား။အိုမန်အသင်းဟာဘလို့အသင်းမျိုးလဲ။အိုမန်ဘာလဲဆိုတာသိရအောင်ကျွန်တော်နည်းနည်းပြောပြပါမယ်။ ျူးဆက်ကိုအာရှဖလားချီစစ်ပွဲကိုကျင်းပလာတာဂျိန်20ဂျိန်မြောက်ရှိပါပြီပြီးခဲ့တဲ့အဂျိန်20တောတွင်းမှာအိုမန်သည်အနေနဲ့ဆက်တဲ့ဂျိန်ချီစစ်ပွဲအောင်ထားပြီး၄ဂျိန်ချီစစ်ပွဲမအောင်တာကိုတွေ့ရှိရပါတယ်၄ဂျိန်ကတော့ချီစစ်ပွဲကနေနှုတ်ထွက်သွားတာဖြစ်ပါတယ်၃ဂျိန်ကတော့ချီစစ်ပွဲဝင်ရောက်ရှင်းပြိုင်ခြင်းမရှိခဲ့ပါဘူးချီပြိုင်ခဲ့တဲ့ပွဲစဉ်တွေမှာအာရှဖလားချန်ပီယံစု၂ဂျိန်ရရှိခဲ့ပူပါတယ် ဲ့ဒီကုနစ်တွေကတော့1996ခုနှစ်နဲ့2009ခုနှစ်တွေပဲဖြစ်ပါတယ်။အာရှဖလားမှာတတိယတစ်ကြိမ်လည်းရခဲ့ပူပါတယ်။အဲ့ဒါကတော့1994ခုနှစ်ကပါ။အာရှဖလားကွာတာအဆင့်ထိ3ကြိမ်တက်ရောက်ခဲ့ပူပါတယ်။အဲ့ဒီကုနစ်တွေကတော့2004ခုနှစ်2016ခုနှစ်နဲ့2018ခုနှစ်တို့ပဲဖြစ်ပါတယ်။အာရှဖလားအုပ်စုအဆင့်5ကြိမ်။ကမ္ဘာဖလားစရုပ်ထတနေရာမှာတစ်ကြိမ်။ကမ္ဘာဖလားကွာတာအဆင့်တစ်ကြိမ်ရောက်ခဲ့ပူပါတယ်။ ကမ္ဘာဖလားအုပ်စုအစ်စ်တချိန်လေးရခဲ့မှုပါတယ်။အဲ့ဒါကတော့ The Great 2000တခုနှစ်ကပါ။ပုံမှန်သိရင်မြင့်မားဆုံးအောင်မြို့ကိုပြောရရင်ကမ္ဘာဖလားစရုပ်တာနေရာတစ်ချိန်ကမ္ဘာဖလားကွာတာအစ်စ်တစ်ချိန်ကမ္ဘာဖလားအုပ်စုအစ်စ်တစ်ချိန်ဖြစ်ပါတယ်။ဒါတို့ရဟိုတုန်းကအစ်စ်တွေလို့ပေါ်ပေါ်ဆဆတော့မထင်လိုက်ပါနဲ့။လက်လောပြီးသွားကြတဲ့ပွဲစဉ်တွေမှာလည်းကိုမန်တင်းဟာစွန့်ဆောင်ရင်ကောင်းမွန်တာတွေ့ရှိရပါတယ်။ မြောက်ကိုရီးယားယူဆက်ခွန်တင်းကိုတောင်မှလက်တလော292နဲ့အတည်ရကျနိုင်ခဲ့တာတွေ့ရှိရပါတယ်။အော်မန်တင်းကစားထားတဲ့နောက်ဆုံးပွဲ6ပွဲကိုသုံးသက်ရရင်၃ပွဲရှုံး၊၂ပွဲနိုင်၊တပွဲတည်ရကျထားတာကိုတွေ့ရှိရပါတယ်။သူတို့ရှုံးနေခဲ့တဲ့၃တင်းကတော့ကူဝိတ်၊ကာတာ၊ UAE တို့ပဲဖြစ်ပါတယ်။သူတို့နိုင်ခဲ့တဲ့ပွဲစဉ်ကတော့ဂျီမင်နဲ့အီရန်တင်းတို့ပဲဖြစ်ပါတယ်။ဒီကျထားတဲ့အတင်းကတော့မြောက်ကိုရီးယားတင်းနဲ့ဖြစ်ပါတယ်။ သူတို့မှအများဆုံးရှင်ပြန်ခဲ့ရတဲ့ပွဲစဉ်တွေရှိပေမဲ့ကျွန်တော်မြန်မာယူဆက်ခွန်တင်းနေနေတော့အနည်းကဆုံးထိုင်းလူငယ်ဖိတ်ကော်ပလာတဲ့တေးုံမှာတွားပြီးတော့လေ့ကျင့်ခဲ့တဲ့ပွဲစဉ်တာပဲရှိပါတယ်။ထိုင်းမှာခြေစွမ်းပြခဲ့တဲ့ကျွန်တော်မြန်မာယူဆက်ခွန်အသင်းရဲ့ခြေစွမ်းကိုတော့ကျွန်တော်တို့တကယ်ပဲအားရမိပါတယ်။ဒါပေမဲ့အစောနာပြောခဲ့သလိုပဲမြန်မာယူဆက်ခွန်အသင်းရဲ့နောက်တန်းကိုအချိန်မီပြင်ဆင်နိုင်ခဲ့ပါသလား။ဒါဆိုရင်တော့ ကျွန်တော်တို့အစ်စ်တနည်းအထိခမန်းလို့ရပါတယ်။ဘာပဲဖြစ်ဖြစ်ကို့မြေမှာကို့ပြိတ္တနဲ့ဖြိလိုက်လို့ရှိရင်ဘလို့အသေးမျိုးပဲဖြစ်ဖြစ်ခံနိုင်ရင်ရှိပါမလား။ကဲပြအတူတူအားပေးလိုက်ကြရအောင်။အားလုံးကိုကျေးဇူးတင်ပါတယ်။မြန်မာဖန်ပြိတ္တကြီးကျမ်းမာကြပါစေ။မြန်မာသည်အောင်မြင်ပါစေခင်ဗျာ။